27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဆရာကိုလေးကြည်ရေးသားထားတဲ့အလောင်းတော်ကတ္တပသမိုင်းနဲ့ထူးခြားဖြစ်စဉ်များအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအရှင်မဟာကတ္တပမထေရမြတ်ကြီးရဲ့ထေရုပ္ပတ္တိအကြောင်းကိုအရင်ဆုံးတင်ဆက်ပေးခြင်းပါတယ် လွန်ခဲ့တဲ့ကဘာတသိန်းအထက်ကဘဒုမုဒ္ဒရာဖျားရှင် ဟန်တာရီဘီခေမာဥယင်တော်ပါတရင်သုံးတော်မူစဉ်ကဖြစ်ပါတယ်။ဝေဒီယတကြွဲဇနီးမောင်နှံတို့ကဖျားရှင်ကိုဖူးမြော်ကြည်ညိုဖို့ရောက်ရှိလာခဲ့ကြပါတယ်။ဘဒုမုဒ္ဒရာဖျားရှင်ကအရှင်နိဒ္ဓဘမထေကိုဒူရဒရဣဒရတတိယမဟာတာဝကဘွယ်သူကိုပေးရတော်မူခဲ့ပါတယ်။ ဝေဒယတကြွယ်ကတရိယတာဝကဣရရဲရတဲ့အရှင်နိဒဘမတိမြကြီးကိုအားကြမိခဲ့တဲ့အတွက်ကြောင့်ဖះရှင်တဲ့ကွာတန်ဃာတော်6တန်းတို့ကိုအိမ်ကိုပင့်ဖိတ်ပြီးတော့သင်္ကန်း3ထည်နဲ့ဆုံးဘောစင်တို့ကိုစက္ကပ်ပြုလုပ်ခဲ့ပါတယ်ဒီပြုလုပ်ခဲ့တဲ့ကုသိုလ်စေတနာအားကြောင့်အရှင်နိဒဘမထေရကဲ့သို့ဒူရဒရဣဒရက်တတိယသာဝကစုကိုတောင်းခံတော်မူပါတော့တယ် ဒီကဘုရုမုဒ္ဒရာဘုရားရှင်ကဝေဒယတကြွရဲ့တရားတရားကိုစောင့်ရှောက်တော်အပြင်ဝေဒယတကြွသည်ဒီကဘာကဆလုံးနောက်ကဘာတသိမ်းမြောက်ဗဒကဘာမှာဂေါရမဘုရားပွင့်တော်မူပါလိမ့်မယ်ဒီကဘာတင်ကဂေါရမဘုရားရှင်သာသနာတော်မှာအရှင်မဟာကတ္တဗအမိတော်ရပြီးတော့ဒူးဒင်းဆောင်တဲ့ဣရတဲ့တတ္တိယမဟာတာဝကဖြစ်လိမ့်မယ်လို့ဗျာဒိတော်စကားမိန်ကြားတော်မူလိုက်ပါတော့တယ် ဒီလိုနဲ့အချိန်ကြီးကုန်လွန်ခဲ့ပြီးတော့ဂေါတမဘုရားပွင့်တော်မူတဲ့အချိန်ကို ရောက်လာပါတယ်။ဒီအချိန်မှာမာဂရတိုင်ကတ္တဗအနယ်ဝင်ဖြစ်တဲ့ပုံနာမြို့မှာပိပလိအမီနဲ့ဖွားမြင်လာခဲ့ပါတယ်။အယွဲရောက်တဲ့အခါမှာမန္တရစ်တိုင်းတာကလာမြို့သူဗဒကပိလန်နီနဲ့မိဘများကအိမ်အောင်ချထားထိမ်းမြပေးခဲ့ပါတယ်။ဒီလိုနဲ့မိဘနှစ်ပါးကွယ်လွန်ပြီးတဲ့နောက်မှာပိပလိနဲ့မေဘဒါတို့ဇနီးမောင်နှံတို့ကယဟန်ယဟန်မာမြပြုအကြံရကြပါတယ်။ ဒီလိုနဲ့စီးစင်ဥစ္စာတွေကိုစွန့်လို့ဖန်ရီဆိုးတဲ့သင်ကန်းကိုဝိယုံပြီးတော့တောထွက်ခဲ့ကြပါတယ်တောထွက်ခဲ့ပြီးတော့လမ်းဆောင်တနေရာကိုရောက်တော့ပိပလီကလက်ရဘလန်းမဲဘက်တာကလက်ဝဲလန်းကိုလိုက်ပြီးတော့လမ်းခွဲလိုက်ကြပါတယ်။ဒီအချိန်မှာပိပလိနဲ့မဲဘက်တာတို့ရဲ့ပါရမီအဟုန်ကြောင့်မဟာပထဝီမြေကြီးကလည်းတုံဟီပဲ့တင်သွားပါတော့တယ်။ဖျားကကျူစုမျက်ပုတ်ကိုဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။ မြတ်စွာဘုရားကဝေလူဝန်ကျောင်းမှာကိန်းအောင်ဆံပြောတရင်သုံးတော်မူစဉ်ကဖြစ်ပါတယ်။မဟာပထဝီမြေကြီးတုံလှုပ်တန်ကိုကြားတော်မူတော့အဘဲသူအတွက်မဟာပထဝီမြေကြီးတုံလှုပ်တနည်းလိုဆင်ကျင်တော်မူတဲ့အခါမှာပိပလိလူလင်နဲ့ဗဒ္ဒကပိလန်ဒီအမျိုးသမီးတို့ကငါဘုရားကိုရည်ညွှန်းပြီးတော့ယဟန်ပြုခဲ့ကြကုန်ပြီ။ဒီသူနှစ်ဦးရဲ့ခွဲခွာရာရက်မှာနှစ်လူဦးစလုံးရဲ့ဂုံကျေးဇူးအစွမ်းကြောင့်ဒီမဟာပထဝီမြေကြီးလှုပ်ခြင်းဖြစ်တယ်လို့သိတော်မူပါတယ်။ ။ငါဖျားသည်လဲဒီသူနှစ်ဦးတို့ကိုချီးမြှောက်မှတင့်လျော်လျှောက်ပြတ်တော့မယ်လို့စင်ကျင်တော်မူပြီးတော့ကိုတော်တပားတဲ့သာသုံးခါဟုခီးတန်အောင် ကျူဆူမှုပြုတော်မူပါတယ်။ရာဇဂျူဘီနဲ့နန်လန်ဒမြို့ရဲ့အကြာဘဟုပုဒ္ဒဂါမီတဲ့မြောင်းမင်းအရင်မှာတခဲနဲ့တော့ရောင်ကြီးတော်တို့ကိုလွှတ်တော်မူပြီးတော့သတင်းသုံးတော်မူပါတယ်။ဒီအချိန်မှာအရှင်မဟာကတ္တပမထေရကြီးကလည်းအဝေးကနေကြွလာပါတယ်။ အဝေးကမြင်တော့ဤအရှင်မြတ်သည်ငါဤဆရာမြတ်စွာဘုရားဖြစ်ပေလိမ့်မယ်လို့စိတ်မှာကြံစီအောင်းမိပြီးတော့မြတ်စွာဘုရားကိုအဝေးကတစ်ချိန်မနီးမွေးမှာရက်ပြီးတော့တစ်ချိန်အနီးရမှာတစ်ချိန်ရှစ်ခိုးပြီးတော့မြတ်စွာဘုရားသည်ကျွန်ုပ်ရဲ့ဆရာဖြစ်တော်မူပြီကျွန်ုပ်သည်တပည့်တော်ကဖြစ်ပါ၏လို့သုံးချိန်တိုင်တိုင်နှုတ်မွက်ပြီးတော့တပည့်အဖြစ်ကိုခံယူပါတယ်မြတ်စွာဘုရားကလည်းချက်သားကတ္တပ ထိုင်လောတင်းချစ်သားငါဖျားသည်အမွေကိုပြီးတော်မူအံ့လို့မိန့်တော်မူပြီးတော့အစုံအမဩဝါဒသုံးပါးကိုပြီးတော်မူပါတယ်။အရှင်မကတ္တဝါကလည်းယိုသီစွာခံယူတော်မူပါတယ်။ဒီနေရာမှာမြတ်စွာဘုရားအရှင်မဟာကတ္တဗာကိုရောမြတ်ကြီးကိုပြီးတော်မူတဲ့အဆုံးအမဩဝါဒ၃ပါးကိုလည်းဆက်လက်တင်ဆက်ပေးကြပါရစေ။နံပါတ်၁ကတော့ချက်သားကတ္တဗာတင်းချက်သားသည်တရင်ကြီးပုဂ္ဂိုလ်မိမိထက်အသက်သိခါကြီးသောပုဂ္ဂိုလ် ။တရင်ငယ်ပုတ်ကိုမိမိအောက်အသက်တိတ်ခါငယ်သော ပုတ်ကိုတရင်လက်ပုတ်ကိုမိမိနဲ့အသက်တိတ်ခါတူညီသောပုတ်ကိုဒီတရင်သုံးပေါ်၃မျိုးစလုံး၌ပင်အလွန်ထက်သန်သောဟိရိဩဒပတရားနှစ်ပါးကိုအလင်းလက်ဥဖြစ်ပွားစေရမယ်။ထားရှိရမယ်လို့မိန့်ပါတယ်။ပရမဩဝါဒကိုဇာတိမံကိုပယ်ဖို့ရန်ဟောကြားတော်မူခြင်းဖြစ်ပါတယ်။နံပါတ်1ဩဝါဒကတော့ चित्त ကတ္တပ သင်ချစ်သားသည်အပြစ်ကင်းသောတရားများကိုတရားနာစဉ်မှာတခြားတစ်ပါးစိတ်မသွာစေဘဲနဲ့အစအလဲအဆုံးသုံးဌာနပါပဲပညာနာပတာရနာနှစ်ပါးစိုက်ထုံးပြီးတော့ယူသေးစွာနာယူရမယ်လို့မိန့်ပါတယ်ဒီဒုတိယဩဝါဒကို အရှင်မဟာကတ္တပါမထေရမှာဘဟုတုဒအကြမြင်များသူဖြစ်တော့ဒီအကြမြင်များမှုကိုအမိပြုပြီးတော့ဖြစ်တဲ့ငါတလူလူမန်းတမှုမှုကိုပယ်မှုရန်ဟောကြားတော်မူခြင်းဖြစ်ပါတယ်။နံပါတ်3ဩဝါဒကတော့ ခြေသားကတ္တဘာဒင်းခြေသားသည်ကာယကတ္တကတိအာနာပါနအာယုန်တို့၌ဖြစ်သောဒုက္ခဝေဒနာရှင်ဖက်ပါれပထမဇံမိမိတန်တမ်းမှာစွန့်ခွာ၍မတော်အောင်ကျင့်ဆောင်ကျူးကိုအားထုတ်ရမယ်လို့မိန့်ပါれဒီတတိယဩဝါဒကတော့အရှင်မကတ္တမထေမဥပ္ပဒိနဲ့လည်းပြည့်စုံတင်တဲ့သူဖြစ်တော့ဒီဥပ္ပဒိနဲ့ပြည့်စုံမှုကိုအမိပြုဖြစ်ပေါ်လာမဲ့မိမိကိုယ်ကိုချစ်ခင် တွေ့တာမှုတဏှာလောဘကိုဖယ်ဖို့ရန်ဟောကြားတော်မူခြင်းဖြစ်ပါတယ်။ ဒီဆုံးမဩဝါဒ၃ပါးကပဲအရှင်မဟာကတ္တဗာအတွက်ရှင်ပြုခြင်းလည်းဖြစ်ပါတယ်။ယဟန်ခံခြင်းလည်းဖြစ်ပါတယ်။ဒီယဟန်ခံခြင်းမျိုးကိုဒီသာသနာတော်မှာအရှင်မဟာကတ္တဗာမတိတပါးတည်းသာရတော်မူခြင်းဖြစ်ပါတယ်။ဒီလိုနဲ့အရှင်မဟာကတ္တဗာမတိမြတ်ကြီးယဟန်ဖြစ်ပြီးတဲ့နောက်မှာဘုရားရှင်နဲ့အတူဝေလူဝန်ကျောင်းကိုပြန်ကြွတော်မူလာပါတယ်။ လန်ကြီးမှာဖះရှင်နားလိုဒီကိုတိရောပခုံးထက်မှာတင်လာတဲ့ကဗလာဒူးကိုသင်္ကန်းကြီးကိုလေးထက်ခောက်ခင်းပြီးတော့မူပါတယ်။ဖះရှင်ကလည်းထိုင်းတော်မူရင်းဒူးကိုသင်္ကန်းကြီးကိုလက်နဲ့သုံးသပ်ပြီးတော့သင်ရဲ့ဒူးကိုသင်္ကန်းတော်ဟာနူးညံ့ပြီးစွာလို့ချီးမွမ်းတော်မူပါတယ်။အရှင်မကသဘာကဒီဒူးကိုသင်္ကန်းကိုငါလှူရမ်းလို့အကြံရပြီးတော့ဖះရှင်ကိုလှူဒန်းတော်မူပါတယ်။ ဘုရားရှင်ကလည်းပခုံးထက်ကပန်တကူဒူးကိုသင်ငန်းတော်ကို အရှင်မဟာကတ္တဗာကိုချီးမြှောက်တော်မူပါတယ်။ဒီလိုချီးမြှောက်တော်မူခြင်းကအရှင်မဟာကတ္တဗာကိုကူစားတော်အရာထားသောအဖြစ်ချီးမြှင့်တော်မူခြင်းဖြစ်ပါတယ်။ဒီလိုချီးမြှင့်ခံရသူကဒီသာသနာတော်မှာအရှင်မဟာကတ္တဗာတဦးတည်းသာရှိတာဖြစ်ပါတယ်။ဒူးကိုသင်ငန်းလဲလှယ်ရခြင်းအကြောင်းကလည်းရှိပါတယ်။မြတ်စွာဘုရားရှင်ကမထေမြတ်ကိုကိုရော့အရာမှာထားလိုတော်မူတဲ့အတွက်ကြောင့်လဲတော်မူခြင်းဖြစ်ပါတယ် ကိုယ်တော်ရာ၌ထားတော်မူရန်အရှင်သာရိပုတ္တရာအရှင်မဟာမောက္ကလံတို့မရှိဘူးလားလို့မေးပွေရရှိပါတယ်။အဖြေကတော့မရှိလို့မဟုတ်ပါဘူး။မြတ်စွာဘုရားကစိတ်တော်အစဉ်ဝါဒီလိုအကြံဖြစ်ပါတယ်။သာရိပုတ္တရာမောက္ကလံတို့သည်ကြာမြင့်စွာတည်ကြလိမ့်မယ်မဟုတ်။ငါဘုရားထက်စောပြီးပြိဋိဘံဆံကြလိမ့်မယ်။ကတ္တဘကတော့အသက်နှစ်ပေါင်း120ရှိပေလိမ့်မယ်။သူသည် ။ငါဖျားပရိနိဗ္ဗာန်ဆံပြီးတဲ့နောက်လေးလမြောက်မှာစီးပင်ပေါက်ရာလှိုင်းကူမှာဓမ္မဝိနည်းအားနှစ်ပါးကိုသင်္ဃာယန္တနာတင်ပြီးတော့ငါဖျားရဲ့သာသနာတော်ကိုနှစ်ပေါင်း9000ကာလကြာအောင်လဲအောင်ဖြစ်နိုင်အောင်ပြုစုပေးလိမ့်မယ်လို့သိမြင်တော်မူပါတယ်။ဒီလိုသိမြင်တော်မူတဲ့အတွက်မထေရမြတ်ကိုကိုရောယာမှာထားတော်မူလိုခြင်းဖြစ်ပါတယ်။ ဒီလိုထားတော်မူတဲ့အတွက်ယဟန်တို့ကလည်းမထေမြတ်အပေါ်မှာယူသည်ကျိုးနုံမှုပြုကြပေးလိမ့်မယ်လို့ဆင်ကျင်တော်မူတဲ့အတွက်မထေမြတ်ကိုကိုရောအရာမှာထားလိုတော်မူရင်းဖြစ်ပါတယ်။ဒီလိုမထေမြတ်ကိုကိုရောအရာမှာထားလိုတော်မူတဲ့အတွက်ကြောင့်သင်ငန်းချင်းလဲလေတော်မူရတာဖြစ်ပါတယ်။ဒီလိုနဲ့မြတ်စွာဘုရားကဝေလူဝန်ကျောင်းတော်ကိုရောက်တဲ့အခါမှာအရှင်မကတ္တဘာကိုဒူတင်13မှာအကျင့်တရားကိုဟောကြားတော်မူပါတယ် အရှင်မကတ္တဘာကပုထုဇဉ်အဖြစ်နဲ့9ရက်နဲ့10ရက်မြောက်နေ့အာယုံတက်ချိန်မှာအရတမတ်ကိုပြိတံမိတာ၄ပါးဘိညာဉ်၆ပါးနေတကွာယဟန္တာဖြစ်ကိုရောက်တော်မူပါတယ်ယဟန်တို့ငါဖျားဤတပည့်ယဟန်များမှာဒူးတင်ဆောင်တဲ့နေရာမှာဤမဟာကတ္တဗာသည်အမျက်ဆုံးအသာဆုံးဖြစ်ပေတယ်လို့ဒူးတင်ဣတိရက်ကိုပြီးပြီးတော့တတိယတာဝကအရှင်မဟာကတ္တဗာလို့အမည်ကိုပေးတော်မူခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာအရှင်မကတ္တဗကိုလိုမြကြီးရဲ့ဂုံရီကကြီးညိုမဆုံးနိုင်အောင် ရှိပါတယ်ဒီဂုံရီကိုအနေငယ်တင်ဆက်ပေးကြပါတယ်နံပါတ်၁ကတော့အရှင်မကတ္တဗမထေလောင်းယဟန်ပြုကိုတောထွက်လာတဲ့အချိန်မှာဘုရားရှင်ကိုလိုတိုင်းခီးဥကျူစုချီးမြှောက်မှုကိုခံရခြင်းနံပါတ်၂ကတော့ယဟန်ပြုဝီရဲ့နောက်မှာကတ္တဗများစွာရှိနေတဲ့အတွက်အမျိုးအနွယ်ကိုအစွဲပြုပြီးတော့အရှင်မဟာကတ္တဗလို့ဘွဲတော်ချီးမြှင့်ခံရခြင်း နံပါတ်3ကတော့ဘုရားရှင်ကအရှင်မဟာကတ္တပါကိုကူစားတော်အရာထားလို့တဲ့အတွက်ဘုရားရှင်ဝိယုံတော်မူတဲ့ပန်တကူဒူးကုတ်သင်္ကန်းတော်ကို အရှင်မဟာကတ္တပါရဲ့ဒူးကုတ်သင်္ကန်းတော်နဲ့လဲလဲဝိယုံတော်မူခြင်းဖြစ်ပါတယ်။နံပါတ်4ကတော့ဒူးတင်စောက်တည်မှုအရာမှာဣရတဲ့ဘွယ်တူချီးမြှင့်ခံရခြင်းနံပါတ်5ကတော့ဘုရားရှင်ပြိဋိဘံပြုတဲ့အခါမှာအရှင်မကတ္တဗာမထေရမြတ်ကြီးဖူးမြော်ပြီးမှသာတီဇောတဲ့လောင်ကျွမ်းတော်မူခြင်းဖြစ်ပါတယ်။ နံပါတ်6ကတော့ဖျားရှင်ပြိဋိမံပြူပြီးတဲ့နောက်မှာဖျားရှင်ဟောတော်မူခဲ့တဲ့ဓမ္မဝိနည်းများကမတိကုံးရသေးသောပန်းများတပွဲဖြစ်နေခဲ့ပါတယ်။ဒီလိုမတိကုံးရသေးတဲ့ဓမ္မဝိနည်းတွေကိုအမျိုးတူရာတူရာပေါင်းစုပြီးတော့တီကုံးပြီးတော့ပန်းတပွဲဖြစ်အောင်သာသနာဒါရကအစာရသက်မင်းကြီးရဲ့ပစ္စည်းလေးပါအထောက်ပံ့ကိုရယူပြီးတော့ရဟန္တာ900တို့နဲ့အတူပထမတန်ခါယန္တနာတင်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ နံပါတ်9ကတော့အရှင်မဟာကတ္တပသည်တတ်တော်120မှာပြိနိဗ္ဗာန်ပြုခဲ့ပါတယ်အရှင်မကတ္တဗာရဲ့ရုပ်လုံးတော်ကအရိမတိယမြတ်စွာဘုရားပွင့်တော်မူပြီးမိသချိုမှတီဇောထွက်လောင်ကျွမ်းတော်မူမှာဖြစ်ပါတယ်။ဒီလိုထူးခြားတဲ့ဂုံအင်းနေနဲ့ပြည်စုံလာတဲ့ဂေါရမမြတ်စွာဘုရားရှင်ရဲ့တတိယတာဝကအရှင်မဟာကတ္တဗာကိုရောမြတ်ကြီးပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ထေမြတ်ယဟန်ပြိဋိနိဗ္ဗာန်စခန်းဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။ အရှင်မကတ္တပမထေရမြတ်ကြီးကပုဝီနိဝါဒဉာဏ်အနာကဒန်တဉာဏ်တော်တို့ကို ဖြန့်ကျက်ဆင်ခြင်တော်မူပါတယ်။ဒီကတာလာဝရီချင်းတွင်မြေအနောက်ဘက်ဝေဘူးလဝေဘာရသူနန္ဒရာတောင်သုံးလုံးဆုံရအရက်မှာအတိတ်ဘဝတုန်းကယသိညီနောင်သုံးပါအဖြစ်နဲ့တရားကျင့်ခဲ့ကြပါတယ်။ဒီတရားကျင့်ခဲ့တဲ့အချိန်တုန်းကထားရှိခဲ့တဲ့ဂရိတ္တစ္ဆာစကားကိုလည်းပြန်လည်သတိရပါတယ်။ နောင်တော်ကြီးဂေါရဘဘုရားပြိဋိဘံဆန်တဲ့အခါမှာကျွန်ုပ်အရှင်မဟာကတ္တဗကမိဒကြိုမာတာတီဇောတက်လောင်ကျွမ်းပါစေကျွန်ုပ်အရှင်မဟာကတ္တဗပြိဋိဘံဆန်ဝင်တဲ့အခါမှာလေနောင်တော်ငယ်အရိမိတရဘုရားကတကြိုမာတာတီဇောတက်လောင်ကျွမ်းပါစေဆိုတဲ့ခရီးသစ္စာစကားကိုတတိယပါတယ် ဒီကနောင်တော်ကြီးဂေါရဝဘုရားထားခဲ့တဲ့ဂရိသစ္စာကိုယခုကပြီးပြည့်စုံခဲ့ပြီးနောင်တော်ငယ်အရိမိရိယဘုရားနဲ့ထားခဲ့တဲ့ဂရိသစ္စာကတော့ကျန်သေးတယ်။ဒါကြောင့်ငါဤခန္ဓာသည်ယခုတည်စောတဲ့မလုံကျွမ်းနိုင်သေးပဲနောင်တော်ငယ်အရိမိရိယဘုရားပွင့်တော်မူတဲ့အခါမှသာလျှင်တည်စောတဲ့လုံကျွမ်းမြည်ကိုသိတော်မူပါတယ်။ဒါကြောင့်မြန်မာနိုင်ငံအထက်ပိုင်း တံပဒီပတိုင်းတာလာဝရီချင်းတို့မြေအနောက်ဘက်ကဏီမြို့နယ်ဝေဘူးလဝေဘာရသူနန္ဒရာတောင်သုံးလုံးဆုံရအောင်မှာပြိနေဗံပြိုးခဲ့တာဖြစ်ပါတယ်။အရှင်မဟာကတ္တပကိုရိုမြကြီးပြိနေဗံဆန်းခဲ့တဲ့နေရာကလည်းထူးခြားလာပါတယ်။ဒါကြောင့်အံပွဲအထွေထွေဆန်ရမြေဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်တင်ဆက်ပေးကြပါမယ်။နံပါတ်၁ကတော့အရှင်မဟာကတ္တပပြိနေဗံဆန်တော်မူရာ အလောင်းတော်ကတ္တဗဆံရမြေမှာထူးခြားအံ့ဖွယ်ရာဖြစ်စဉ်များစွာရှိခဲ့ပါတယ်။ဒီဖြစ်စဉ်တွေကမှလက်လန်းမီသမျှပြောမယ်ဆိုရင်တော့အရှင်မကတ္တဗမထေရကြီးပြိဋိဘံဆံဝင်ရာလှိုင်ကူဝမှာပိတ်လျက်ရှိပြီးတော့ကျောက်တကားက1382ခုနှစ်တဘူရဲလာပြီတောက်ကြနေနေ့လေတနာရီခန့်မှာပွင့်ရခဲ့တဲ့အတွက်ဖူးခွင့်ကျုံလှူခွင့်ကျုံသူများဖူးမျော်လှူဒန်းလိုက်ရပါတယ်။နံပါတ်2ကတော့လှိုင်ကူဝမှာနှစ်ပေါင်းများစွာကကန့်လန့်တီးရှိနေတဲ့ လုံးပတ်၃မိခွဲခန့်ရှိတဲ့ကျုံလုံးကြီးကိုတာဝန်ရှိသူတွေက2010မတ်လမှာဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ဒီလိုရှင်းလင်းဖယ်ရှားပြီးတော့နောက်နှစ်ပွင့်လင်းရာသီမှာဖယ်ရှားလိုက်တဲ့ကျုံလုံးကြီးကိုလုံးပတ်တူတီနီယာတူ ကျုံလုံးကြီးပြန်လဲရောက်ရှိနေတာကိုအံ့ဩဖွယ်တွေ့မြင်ကြရပါတယ်။နံပါတ်3ချက်ကတော့ဇာရတမင်းကြီးရဲ့တစ္ဆာဒိဋ္ဌံကြောင့်ဖြစ်ပေါ်လာတဲ့တစ္ဆာရည်တွင်သည်များလာစွာသောဖျားဘူးများတောက်တုံးတည်ဆောင်ကြပေနဲ့တစ္ဆာရည်တွေကတော့ရော့လဲမသွာ ထက်ယူလဲတိုးမလာတာကတော့ကပ္ပအံ့ဖွယ်ရလို့ပဲဆိုလို့ပါတယ်။နံပါတ်၄ကတော့ဇာတသက်မင်းကြီးဒီအရှင်မကတ္တပပြိဋိဘံဆံရမြေကပြည်တော်ကိုပြန်ပြီးတော့ကြွတဲ့အခါမှာဆံချောင်းတော်ရဲ့တောင်းအရက်တမိုင်ငန့်အကွာမှာဆူတောင်းပြီဖရားလွမ်းစီဒီဖရားဖရားနှစ်စုတီထားခဲ့ပါတယ်။ဖျားနှစုရဲ့မင်းမိုးရဲ့ရက်မှာအဇာရတက်မင်းကြီးစစ်တချာနားနေရနေရာကိုအဇာရတက်ကွင်းလို့ဒီကနေ့တိုင်းခေါ်ကြပါတယ် ေါတောင်လဲမှာဖြစ်ပင်နဲ့ဘဲတစ်ပင်ကြီးဝါမင်ကြီးတွေမှာမပေါက်ဖဲနဲ့ကွေးမင်ကြီးအဖြစ်ကြံရစ်နေတာကတော့အန်ဟောပွဲရာတွေ့မြင်ရမှာဖြစ်ပါတယ်။ဒေါထက်ထက်တောင်သွဲသွဲချောင်းကြီးချောင်းငယ်တွေကိုဖျက်ကျော်ပြီးသွားရောက်ရတဲ့အတွက်အလောင်းတော်ကတဘာကိုသွားရောက်ဖူးမြော်လို့တဲ့ဖျားဖူးပါရမီရှင်တွေကအရင်တုန်းကတော့ပြာသူတဘူတွေတဘောင်းတကူလာတွေမှာသွားရောက်ဖူးမြော်နိုင်ကြပါတယ်။ ဒီလိုဖျားဖို့သွားမယ်ဆိုရင်နှစ်သက်ရလမ်းကိုလည်းရွေးချယ်သွားရောက်နိုင်ပါတယ်။နံပါတ်၁ကတော့မုံရွာဖိုးဝင်တောင်ရဲမာပင်မြို့ကပိုင်လမ်းကသွားရောက်ဖူးမြော်နိုင်ပါတယ်။နံပါတ်၂ကတော့မုံရွာချင်းတွင်းတံတားကိုဖြတ်ရာကြီးကလေးဝလမ်းအတိုင်း၅၅မိုင်အရောက်မှာတရော်ချင်းမှနေကပိုင်လမ်းအတိုင်းသွားရောက်ဖူးမြော်နိုင်ပါတယ်။ ။နံပါတ်3ကတော့ပကံညောင်ဦးပုပ်ပါရွှေဆက်တော်ဖျားဖူးလာတဲ့ပါရမီရှင်တွေကပလဲမြို့မြောက်ဘက်ရင်းပါပင်မြို့နယ်လယ်ငုတ်ဆံပြကြီးရွာရွှေဆံပင်လမ်းကနေကပိုင်ကိုတွားရောက်ဖူးမြော်နိုင်ကြပါတယ်။ ဒါကတော့အရင်အချိန်တွေတုန်းကသွားလို့ရခဲ့တဲ့လမ်းတွေဖြစ်ပါတယ်။အရှင်မဟာကတ္တပအရဟန္တာရှင်မြတ်ကြီးပြိနိဗ္ဗာန်စံတော်မူရာသာသနာအောင်မြေဖြစ်တဲ့အလောင်းတော်ကတ္တပသမိုင်းနဲ့ထူးခြားဖြစ်စဉ်များအကြောင်းကိုအချင်းချင်းတင်ဆက်ပေးကြတာဖြစ်ပါတယ်ခင်ဗျာ။အစည်းအဝေးတင်ဆက်သူကတော့ကျွန်တော်တီဆောင် ဖြစ်ပါတယ်ခင်ဗျာ။မူရင်းစာရေးသားသူဆရာကိုလေးကြီးနဲ့အဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။